မင်္ဂလာပါ The Great Godzilla ထဲရောမှာဖြစ်ပါတယ်။တင်းအတွက်မနှက်ဖြန်ငွေကြီးကန်ချင်းလေးကိုဖတ်ကြပါမယ်။အမနှက်ဖြန်မှာငွေကြီးကန်အားဖြင့်ပေါ့နော်ငွေကြီးကန်အနေထားလေးနဲ့အာကောက်လိုက်ကောက်နေပေါ့နော်မကောက်လည်းမကောက်90အကန့်နှုန်းစီရှိတယ်။ကောက်လိုက်ကောက်နေဆိုတာဘယ်လိုမျိုးလဲဆိုလို့ချင်းအဲကိုမျောလင့်ထားတဲ့ငွေတွေပေါ့နော်90အကန့်နှုန်းလောက်တော့ပြန်ပြီးတော့ရလာဖို့ရှိတယ်။ နောက်တစ်ခုကအဲ့ဒီမျောလင့်ထားတဲ့ငွေတွေကပဲ90ရာခိုင်နှုန်းကလည်းမရနိုင်ဘူးပေါ့နော်အဲ့လိုပုံစံမျိုးလေးတွေ့ရတယ်။ဘာလို့ဆိုတော့တချို့သောကိစ္စတွေမှာပေါ့နော်စိတ်ထဲမှာတော့အကြံရှိတယ်ဒါပေမဲ့လို့လက်တွေ့မလုပ်ဖြစ်တဲ့အခြေအနေမျိုးလေးတွေရှိတတ်တယ်။လက်တွေ့မလုပ်ဖြစ်တတ်ဘူးပေါ့နော်။နောက်တစ်ခုကဘာလဲဆိုလို့ရှိရင်ဟိုမနက်ပြတ်မှာဆိုလို့ရှိရင်ပေါ့နော်ဟိုကိုကိစ္စကိုလောက်တာထပ်ဆားလို့ရှိရင်တခြားသူတွေကိုတခြားသူတွေရဲ့ကိစ္စကိုပေါ့နော်ပို့ပြီးတော့ အကြံပေးဖြစ်တာမျိုးလိုက်ပြီးတော့လှုပ်ဖြစ်နေတာမျိုးပေါ့နော်အဲ့လိုမျိုးကပို့ပြီးတော့ညားလိုက်မယ်ဆိုတာမျိုးလေးတွေ့ရပါတယ်အဲ့လိုအပိုင်းလေးကပုံများတတ်တယ်ဒါကြောင့်မလို့လဲဟိုကိုကိစ္စတွေနှောင့်နှေးရနှောင့်နှေးတာမျိုးလေးဖြစ်တတ်တယ်ပေါ့နော်ဒါမဲ့ကောင်းသော ကံတရားကတော့ပြောရမယ်ဆိုလို့ရှိရင်ကိုကိုပေါ့နော်အာကိုရဲ့အပေါင်းအသင်းဖြစ်စေတငယ်ချင်းဖြစ်စေ relationship ဖြစ်စေပေါ့နော်တကယ်ကိုညီဆောင်ရှောက်တဲ့သူကတော့ပေါ့နော်တယောက်တတ်တတ်ရှိနေမယ်ဆိုတဲ့ပုံစံမျိုးလေး တွေ့ရပါတယ်။အဲ့ဒီအပိုင်းကနေပေါ့နော်ဒါလူမှုဆက်ဆံရေးအပိုင်း relationship အပိုင်းကနေတော့လိုအပ်ရင်ပေါ့နော်ကိုယ်အကူအညီတောင်းရင်တောင်းသလိုရလာဖို့ရှိတယ်ဆိုတာမျိုးလေးတွေ့ရပါတယ်။ဒါဆိုလို့ရှင်ဒါကတင်တော်မနှဖျားငွေကြီးကခြေနေဖြစ်ပါတယ်။အလုံးမစည်းပေါင်းဆံများဒီလာတိုးတက်ကြပါစေ။